was a beauty! အဂတီယလပေါ်မှာခင်ဗျာနေနဲ့ဘလူးခန်းစားနေရလဲစစ်ကြီးနေရမြို့လားတပမို့စီတူနေရမြို့လားတို့တင်းက၁၁ယောက်နဲ့ကလေးကပူကောင်းနဲ့အတင်လို့ကျွန်တော်ထင်ပါတယ်ခါချက်ပိုင်းကိုအဓိကထားပါစားတယ်ဆယောက်ထဲနဲ့မိနစ်80ကြာကစားရတဲ့အချိန်မှာကျွန်တော်အနေနဲ့ကစားပုံမကောင်းခဲ့ဘူးပြိုင်ပွဲပေါ်နိုင်ရဖို့လိုအပ်တဲ့စိတ်အားထက်သန်မှုမျိုးလည်းမရှိခဲ့ကြပါဘူးကျွန်တော်တို့တင်းကရှုံးနေတယ်လို့ထင်ပါတယ် ။ Okay, but I'm low key လို့နေတာ။ဒီမိတ္တနာမပစားရတဲ့အကြောင်းရင်းတော့ပါမြလေ။အာဒီအကြောင်းကိုကျွန်တော်တို့ကြင်ကြင်ပြောပြပါတယ်ခုချိန်မှာကျွန်တော်တို့ဘယ်နေရာရောက်နေလဲဆိုတာကျွန်တော်သိပါတယ်ဒီကစားဝဲတဲ့ရှောက်မှာဒီခံစားချက်အမြဲရှိနေတယ်ကျွန်တော်အမြဲပြောမှာပါကျွန်တော်တို့ဟာလိတ်သေးကထိတ်တန်းနေရာအတွက်ရှင်ပြိုင်ဖို့ရောက်တဲ့နေရာကိုမရောက်သေးပါဘူးနီးစက်တဲ့အထိတောင်မရောက်သေးတာပါကျွန်တော်တို့နောက်ထပ်လုပ်ရမယ့်အရာတွေအများကြီးရှိပါတယ်ပြိုင်နိုင်မှုဆိုရင်ဖက်ဖက်ကပြည့်ပြည့်စုံနေဖို့လိုပါတယ် နေ့ကျွန်တော်တို့ပြီးပြည့်စုံခဲ့တယ်လို့မထင်ပါဘူး။ကျွန်တော်ကဘာကြောင့်လို့ထင်နေတာပြီးတော့တန်ရရဗဇာရမာရီကခင်ဗျကျွန်တော်ရဲ့ dice strong ရပေါ်ဒီမာရီတရားမှုရှိခဲ့တာမျိုးလား။မဟုတ်ပါဘူးတကယ်တော့မတူညီတဲ့ထူးခြားချက်တွေရှိတဲ့ဗဇာသမားတွေကျွန်တော်တို့မှာရှိပါတယ်။ဒါပေမဲ့ကုညာဒါမှမဟုတ်ဘင်ဂျမင်ဆက်စကူတို့ရှိရင်တော့ရွေးချယ်စရာပိုများတာပေါ့လေ။သူတို့ပြင်အခုလိုမျိုးကန်ဆယ်ပိုင်းကိုအဓိကထားခဲ့စားတဲ့အသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါပိုအဆင်ပြေပါတယ်။ ဒါပေမဲ့ဒါကဆင်ကြီးပြီးတယ်လို့ဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့မှာတခြားကစားသမားတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကစားပွဲကိုရှုံးလို့ရပါတယ်ဒါပေမဲ့အခုလိုမဟုတ်တဲ့စိတ်ဓာတ်မျိုးနဲ့ပါပြန်မယ်တင်းကချင်းချင်းရံဖြစ်ပြီးအနီးကရတဲ့အချိန်မှာဒီချိန်တွေကိုကျွန်တော်တို့နားလေသဘောပေါက်ဖို့လိုပါတယ်မိနစ်60လုံးကစားပွဲရဲ့အချိန်တွေတစ်ခုစီကိုကျွန်တော်တို့နားမလည်ခဲ့ဘူးလို့ထင်ပါတယ်ဒါကတော့ကျွန်တော်မှားပါဒီနေ့တိုင်းမှာဘယ်လိုလာရမလဲဆိုတာကစားသမားတွေကိုပုံမကောင်းမှဆိုတာရှင်းပြဖို့ကျွန်တော်လိုအပ်နေတာပဲထင်ပါတယ် သူတို့တွေကမတူညီတဲ့ပုံစံမျိုးနဲ့ပွဲကိုစကစားတယ်။ဒါကျွန်တော်တို့အတွက်အရန်ခက်ခဲခဲ့ပါတယ်။ကျွန်တော်လည်းပါတယ်ကစားသမားတွေကိုကြံရည်တကပွဲဖို့လိုတယ်။ဒါဝယ်ယူရမယ်ဆိုလာတဲ့တည်ရင်ကစားသမားတွေကိုအချိန်တိုင်းရှင်းပြဖို့လိုလေလို့ခမရမီးပြောတယ်။တဲမဲဒီကစားသမားတွေကတကယ်တော့လာသမဲမဲရတဲ့ထိတ်တန့် professionalry ဆိုရင်သူတို့တွေနဲ့ဒါတွေကို deep တင်နေလို့မထင်ဘူးလား။သူတို့ဘောရဲမှာလုံနိုင်မယ်လို့ယုံကြည်လို့သူတို့ရွေးချယ်ထားတယ်မလားသူတို့ရဲ့ရာထိုင်းကိုခင်ဗျားကပြောပြလို့မရဘူးလေ ဟုတ်ကဲ့မဟုတ်ပါဘူးကျွန်တော်ကတာဝန်ယူတယ်လို့ပြောတဲ့အခါကစားပွဲကိုရှင်းပြဖို့ကျွန်တော်တာဝန်ပါဒီနေ့ဖြစ်ခဲ့တာကလူဦးတယောက်ထည့်ရဲ့အမှားကြောင့်လည်းမဟုတ်ပါဘူးဒါတသင်းလုံးရဲ့ပြဿနာပါ